အေယာဝတီတိုင်းသာပေါင်းမြို့နယ်မှာစိုက်ကဲကယ်ရီသမားတွေအပါအဝင်အရက်သား၁၁ယောက်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက PDF ထောက်ပို့လို့ဆွဆွဲပြီးဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါဗယ်။စိုက်ကဲကယ်ရီသမား၆ယောက်အပါအဝင်အရက်သား၁၁ယောက်ကိုသာပေါင်းမြို့နယ်ကြက်သွန်ခွေးသဲဖြူကာလန်ခုနမိုင်မှာစစ်ကောင်စီတပ်နဲ့ရဲတွေကမေလ၆ရက်က၄ယောက်မေလ၈ရက်က၄ယောက်နဲ့မေလ၁၁ရက်က၂ယောက်ကိုဖမ်းဆီးထားတာလို့ဆိုပါတယ်။ တာပေါင်းမြို့နယ်ကနေရွှေတောင်ရံကိုအခကျင်းဝေးယူပြီးကုန်ပစ္စည်းသွားပို့တဲ့ဆိုင်ကယ်ကယ်ရီသမား6ယောက်နဲ့တာပေါင်းကနေဈေးဝယ်ပြီးတဲဖြူရွာကိုပြန်လာတဲ့အရက်သား9ယောက်ကိုဖမ်းဆီးထားတာလို့တာပေါင်းဒေသခံကပြောပါတယ်စစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးတာခံရသူတွေအလုံးဟာမေလ7ရက်အထိပြန်မလွတ်လာသေးပဲဖမ်းဆီးခံထားရဆဲဖြစ်ကဖမ်းခံထားရသူတွေဟာဆေးဝါးစားတောက်ကုန်73စီတွေနဲ့အတူအဖမ်းခံခဲ့ရတာလို့သိရပါတယ် ဖက်စစ်ခံထားရသူတွေကိုတာပေါင်းမြို့မရဲစခန်းမှာချုပ်နှောင်က ရိုက်နှက်ဆစ်ဆေးနေတယ်လို့သိရပြီးဒီကနေ့ထိမိသားစုတွေနဲ့တွေ့ခွင့်မပေးသေးဘူးလို့ဆိုပါတယ်ရှင်။